အကယ်ဒမီရထားတဲ့နေဝင်ကတရုတ်ဆောင်စစ်စစ်တရားမဟုတ်သေးဘူးဆိုရင်မိသမီးကြီးတူအခုနောက်ပိုင်းမှာအမှုပညာလောကကရင်းနှီးသူတွေအချင်းချင်းတောက်ပတ်ကဇူချီကျူးနေကြတဲ့ပတ်ဝန်းကျင်တစ်ခုအဖြစ်ပြောင်းလဲနေကြတာကြားပါပြီ။နောက်ခံအင်အားတောက်တင်းနေတသက်စမိသမီးမင်းသားတွေကတနည်းတွင်မှာထိတ်တန်းမိသမီးတွေနဲ့ရှင်ကရုပ်ရှင်စကားကြီးတွေထဲလဲရှိုက်နိုင်တယ်လို့ကံကောင်းရင်တနည်းတွင်မှာကယ်ဒမီစုပါအရယူပြနေကြတာပါ။ဒီလိုတသက်စအမှုပညာရှင်တွေထဲမှာနေဝင်ကလည်းတယောက်ပါဝင်ပါ။ ပထမဆုံးရိုက်ခဲ့တဲ့ရုပ်ရှင်စကားကြီးနဲ့အကယ်ဒမီစုကြည်ရရှိခဲ့တဲ့နေဝင်ဟာအနုပညာလောကကသူများကပုံပုံမောက်ကချီးကျူးနေကြတာပါ။ဒါပေမဲ့ချီးကျူးနေတဲ့သူတွေကွဲထက်ကမင်းသမီးအဟောင်းတယောက်ဖြစ်တဲ့မြို့တနာထုံကတော့အမြင်ကိုအမြင်တိုင်းသာထုတ်ပြောခဲ့တာပါ။မြို့တနာထုံနဲ့နေဝင်တို့ဟာရုပ်ရှင်စကားကြီးတကားထဲမှာအတူတွဲဖက်တရုတ်ဆောင်ခဲ့ကြတာပါ။ရောတန်ရုပ်ရှင်စကားကြီးမှာတရုတ်ဆောင်ထားရတာဖြစ်ပြီးလာမယ့်ရက်မှာရုံတင်ပြသတော့မှာပါ။ ယူတနာထုံကအနုပညာလုပ်တွေမလုပ်ဖဲနဲ့ရှင်းသားထားခဲ့တာကြားပါပြီ။ဆက်ဆိုင်ခလန်ကစိတ်ကာကျိုးရုပ်ရှင်မှာရိုက်ပေးဖို့ကံလမ်းမှသာပြန်ရိုက်ဖြစ်တာပါ။စိတ်ကာကျိုးရုပ်ရှင်နောက်မှာပြောတန်ရုပ်ရှင်စကားကြီးမှာပါဝင်ကတရုပ်ဆောင်ဖြစ်တာဖြစ်ပါရီ။ နေဝင်းနေပထမဆုံးကျင်းတွေ့ရတာဖြစ်တယ်လို့ကယ်မီရထားတဲ့တက်သေးစာမင်းသားဖြစ်တာမလို့မြို့တနာထုံးကအနိကက်ကိုလိလာခဲ့ပါရီအတူဇဝရဲခန်းတွေကလည်းများတဲ့အတွက်စီနီယာတယောက်နေနဲ့မြို့တနာထုံးကကုညီပေးရတာမျိုးလည်းရှိပါရီမြို့တနာထုံးကအနုပညာလောကမှာကျန်နေခဲ့တာများပြီဖြစ်တဲ့အတွက်တရုတ်ဆောင်ပညာနဲ့ပတ်သက်ပြီးတော့ဝမ်းစာပြည့်မပြည့်ဆိုတာကိုလည်းချက်ချင်းဆိုသလိုသိပါရီဒါကြောင့်မလို့လေနေဝင်းကတရုတ်ဆောင်စစ်စစ်တရားမဟုတ်သေးဘူးဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါ နေဝင်ကတရုတ်ဆောင်စစ်စစ်တရားဖြစ်ဖို့အများကြီးလိုအပ်သေးတယ်လို့မြို့တနာထွန်ကတော့မြင်ပါတယ်။လူဝဲချက်တွေအများကြီးကိုဖြည့်ဖို့လိုသေးတယ်လို့အိုက်တင်ပိုင်းမှာကုညီပံပိုးရတာတွေလည်းများပါတယ်။ဇဝင်ကန်တွေမှာအတူတွဲဖက်ရှိုက်ကူးရခြင်းမှာဆိုရင်မြို့တနာထွန်ကနေဝင်ရဲ့လူဝဲချက်တွေကိုပြောပြကာကုညီပေးပါတယ်။စက်ကောင်နဲ့လိုက်ဖက်မဲ့အိုက်တင်တွေကိုစီနီယာတယောက်တွေနဲ့ပြောပြသင်ပြပေးပါတယ်။ တင်ပေးတဲ့အပေါ်မှာနေဝင်ဘက်ကလည်းနားခံနေလို့သိရပါတယ်။မြို့သနာထုံးကတော့နေဝင်ကိုတရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့တေချာဆက်လက်လေ့လာစီခြင်းပါတယ်။နောက်ပိုင်းကျရင်ပြည်နာစာမရှိတော့တဲ့တရုတ်ဆောင်ကောင်တရားဖြစ်သွားမှာပါလို့လည်းအားပေးထားပါတယ်။မြို့သနာထုံးကခုလိုထောက်ပြလာတဲ့အပေါ်မှာပရိသတ်တွေကလည်းသဘောကျနေကြတာပါ။နေဝင်ကရုပ်ရှင်ကားတကားရင်းနဲ့အကယ်ဒမီရသွားတာမထိုက်တန်သေးဘူးလို့တော်တော်အများကလည်းယူဆကြပါတယ်။နေဝင်ကတရုတ်ဆောင်တဲ့နေရာမှာပါရမီပါပဲပညာသားမပါသေးတဲ့အတွက်ကယ်ရမီနဲ့စောသေးတယ်လို့ခန်းစားကြတာပါ ဒါပြင်ကားတိုင်းလူလိုမှာအိုက်တင်တမျိုးတွေတရုတ်ဆောင်နေရလို့လေကြိရှိသူတွေကခန်းစားမိနေကြတာပါ ကယ်မီရထားတဲ့နေဝင်ကတရုတ်ဆောင်စစ်စစ်တရားမဟုတ်သေးဘူးဆိုရင်မြို့တနာထွန်းပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလေးပြောခဲ့ပေးပါအောင်ရှင်အစုံဒီကြည့်ရှုအပ်ပေးခဲ့ကြရင်တယောက်ချင်းစီတိုင်းကိုလေးကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီဒီနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအပ်ပေးတော်မိကြပါနဲ့အောင်ရှင်အာပိနာဆင်ခဲ့ကြရင်ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုစိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပိုင်းနဲ့ပဲအစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်အာပိနာဆင် ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လဲချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပါစေနော်